ရှာ professional တွေကဝန်ထမ်းလိုအပ်တဲ့အခါမှာဝန်ထမ်းအလုပ်ခေါ်တယ်ပြီးတဲ့အခါမှာဒီ onboarding လာပြီဆိုရင် orientation လုပ်တယ် payroll တွက်တယ်ပြီးနောက်တစ်ခုကကြာဝန်ထမ်းအလုပ်ထွက်ပြီးဆိုလို့ရှိရင်လည်းဒါ clearance နဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တယ်ပေါ့နော်ဒါတွေပဲလုပ်နေရမှာတော့မဟုတ်ပါဘူးအခုလိုလက်ရှိကာလအခြေအနေဆိုလို့ရှိရင်အမားတို့က company ရဲ့တိုးတက်ပြောင်းလဲလာဖို့အတွက်ကို company ရဲ့ culture ပို့ပြီးတော့ကောင်းလာဖို့အတွက်ပုံပြောင်းလဲတဲ့အပိုင်းတွေဒါမျိုးတွေမှာလည်းအမားတို့တွေဥဆောင်ပြီးတော့ပါဝင်ရတာမျိုးတွေရှိလာပါပြီ။ပြီးနောက်တစ်ခုကကြတော့လေကုမ္ပဏီတစ်ခုလုံးပို့ပြီးတော့ innovative ဖြစ်လာဖို့ထုတ်လုပ်မှုစွမ်းအားတွေပို့ပြီးကောင်းလာဖို့ performance တွေပို့ပြီးတော့ကောင်းလာဖို့အတွက်ကိုလည်း HR ကနေဥဆောင်ပြီးတော့ drive လုပ်ရတာတွေရှိပါတယ်။ပြီးတဲ့အခါမှာလည်းအမားတို့တွေက talent တွေကိုပေါ့နော် manage လုပ်ရတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်လည်းဟိုပေါ့နော်ကိုယ့်ဘက်ကနေ HR ဘက်ကနေလှုပ်လိုက်တဲ့ view ဟာတွေကကိုယ့်ကုမ္ပဏီရဲ့သွားနေတဲ့ business business goals တွေ business direction တွေနဲ့ကိုဘယ်လောက်ထိတသားတဲ့ကြာနေလဲဘယ်လောက်ထိ HR ဘက်ကနေ support ဖြစ်နေလဲဆိုတာတွေကိုလည်းအမားတို့တွေကချိန်ဆပြီးတော့လုပ်နေရတာမျိုးတွေလည်းရှိပါတယ်ဒါမှလည်းအမားတို့ရဲ့ HR professional တွေအနေနဲ့က daily HR operational task တွေတဲ့မှာမဟုတ်တော့ဘဲနဲ့ပို့ပြီးတော့ strategic ပေါ့နော်အ view ဟာပို့ကြလာတဲ့ strategic level အနေနဲ့လည်းလုပ်ငန်းကိုပို့ပြီးတော့အဟိုပေါ့နော်အထောက်အပံ့ပေါ့နော်ပို့ပြီးတော့ support လုပ်နိုင်လာမှာလည်းဖြစ်ပါတယ်အခု ပြောနေတဲ့အမတို့ hiring လုပ်တယ် firing firing လုပ်တယ်ဒါမျိုးတွေကြီးပဲအမတို့ HR တို့ကလည်ပတ်နေရတာမဟုတ်တော့ပါဘူးပို့ပြီးတော့ challenging ပို့ပြီးတော့ဖြစ်လာပါပြီအဲ့တော့ဒီလိုမျိုးဖြစ်လာတဲ့အချိန်ကာလတစ်ခုမှာဆိုလို့ရှိရင်လည်းအမတို့အခု recruitment လုပ်နေရတဲ့အပိုင်းကဏ္ဍတွေဆိုလို့ရှိရင်လည်း talent shortage ဖြစ်နေတဲ့ကာလကြီးမှာအမတို့အရန်ကို complex ဖြစ်တဲ့ recruitment တွေကိုအမတို့ကင်တွယ်ဖြေရှင်းနေရတာတွေရှိတယ်လို့တစ်ချိန်တည်းမှာပဲ engagement တွေအရန်ကျနေတဲ့ဝန်ထမ်းတွေကိုလည်းပို့ပြီးတော့ဟိုပေါ့နော် motivate ဖြစ်လာအောင်အလုပ်ခွင့် ယ်ပို့ပြီးတော့တသားနဲ့ကြာလာအောင်ပါ တို့တွေဥဆောင်ပြီးတော့ drive လုပ်နေရတာနေလည်းအများကြီးရှိပါတယ်ပြီးတဲ့အခါမှာလည်း performance တွေပေါ့နော်တစ်နှစ်နဲ့တစ်နှစ် performance တွေပို့ပြီးတော့ကောင်းလာအောင်ပို့ပြီးတက်လာအောင်ဆိုလို့ရှင်လည်းဒါအမတို့ HR တွေအနေနဲ့ကပါဝင်ပြီးတော့အာဘာပဲပြောပြောဟိုပေါ့နော်ဥဆောင်နေရတာမျိုးတွေအများကြီးရှိပါတယ်အဲ့တော့အမတို့ HR daily operations တွေကိုပို့ပြီးတော့လွယ်လွယ်ကူကူထိထိရောက်ရောက်နေပေါ့နော်အာအချိန်အတိုင်းတာတစ်ခုအတွင်းထဲမှာအာပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့လုံဆောင်နိုင်နေဖို့အတွက်ကအမတို့ကအာ ါဒီ system တွေအသုံးပြုဖို့လိုအပ်လာပါတယ်အဲ့တော့အခုဆိုလို့ရှိရင်အမားတို့ AI နည်းပညာအသစ်တွေပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်အမားတို့ AI ကိုအသုံးပြုပြီးတော့ HR ရဲ့ operational tax တွေ HR ရဲ့နေ့စဉ်နေ့စဉ် repeat ဖြစ်နေတဲ့ tax တွေတော်တော်များများကို automate ဘယ်လိုလုပ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အမဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။မာထူတန်းစင်ပါ Panelist Business Services ရဲ့ Principal Consultant ဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုထဲမှာအမတို့ AI ကိုအသုံးပြုပြီးတော့အမတို့ HR တွေရဲ့ဒီ daily operational task တွေကိုပေါ့နော်ဘယ်လို automate ပေါ့နော်ဘယ်လိုမျိုးလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့လုပ်သွားမလဲပြီးတော့ HR အနေနဲ့ပို့ပြီးတော့ strategic ဖြစ်တဲ့ decision making တွေကိုဘယ်လိုမျိုး AI ရဲ့ကထွက်လာတဲ့ data တွေပေါ်မှာအခြေခံပြီးတော့ ဘယ်လို decision making တွေလုပ်သွားလို့ရမလဲဆိုတာလေးတွေအမှားမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဆိုရင်အမတို့ recruitment နဲ့ talent acquisitions ပေါ့နော် အဲ့ဒီမှာဆိုရင် AI က HR ရဲ့ operation အခန်းကဏ္ဍပေါ့နော်တချို့တဝက်တွေကိုအများကြီးမြန်ဆန်လာစေဖို့အတွက်ကို transform လုပ် transform လုပ်ပေးနိုင်ပါတယ်။အဲ့တော့ recruitment နဲ့ talent acquisition မှာဆိုလို့ရှိရင်အဒီအခုနောက်ပိုင်း software တွေဒီ recruitment software တွေပြီးရင်နောက်တစ်ခုကကျတော့ applicant tracking system တွေပေါ့နော်ဒီလို system တွေမှာဆိုလို့ရှိရင်ကျမတို့ AI နည်းပညာကိုအသုံးပြုပြီးတော့ပေါ့နော်ဒီတင်လိုက်တဲ့ CV တစ်ခုကိုကျမတို့တွေ screen လောက်ရတဲ့ အချိန်အတိုင်းတောင်အများကြီးညော့နေစေပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင် job portal တွေမှာဒီ recruitment tracking system တွေကိုပို့ပြီးတော့သုံးလာကြတယ်ပေါ့နော်အဲ့တော့ AI ကိုအခြေခံထားတဲ့ RDS က AI ကိုသာအခြေခံထားတယ်ဆိုလို့ရှိရင်ကျမတို့ HR တွေအနေနဲ့ CV တစ်စောင်ရလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အဲဒီ CV ကိုကြည့်နေရတဲ့အချိန်အတိုင်းတောင်အများကြီးတက်တာစေပါတယ်ဘာလို့လဲဆိုတော့ ကိုကဒီ CV တစ်စောင်ဒီကိုရဲ့ vacancy နဲ့ကိုင်းညီမှုရှိတယ်မရှိဘူးဆိုတော့ AI ကအရင်ဝင်ပြီးတော့ matching အရင်လုပ်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ HR အနေနဲ့ဒီ CV ကို screen လုပ်ရတဲ့အချိန်ကိုလည်းအများကြီးတတ်သားစေပါတယ်။ဒါကြောင့်မလို့ recruitment နဲ့ပတ်သက်ပြီးတော့ညီမတို့ရဲ့ process တွေကိုပို့ပြီးတော့အာ လှင်မြန်စေနိုင်တာပေါ့နော် AI ရဲ့ဤပညာကိုအသုံးချသွားမယ်ဆိုလို့ရှိရင်တစ်ချိန်တည်းမှာပဲဒီ AI ဤပညာကိုအခြေခံထားတဲ့ဒီ recruitment software တွေ system တွေတော်တော်များများမှာနောက်တစ်ခုအားသာချက်ကမရှိပဲဆိုလို့ရှိရင်ကိုကား job vacancy တခုရှိလာပြီဆိုလို့ရှိရင်ဒီ vacancy ကဘယ်နှစ်ရက်အတွင်းထဲမှာ လူဗနယောက်ကိုစီပီရပြီးတော့ဗနယက်အတွင်းထဲမှာဗနယောက်က position ကိုခန့်အပ်ခြင်းခံရလဲဆိုတော့တကယ့်ကို insight data ကိုလည်း automate လုပ်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်အမားတို့က recruitment report တွေကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ထုတ်လာနိုင်တာဖြစ်တဲ့အပြင်ကိုကိုယ့်ရဲ့ vacancy တခုရှိလာပြီဆိုလို့ရှိရင် recruitment timeline ကိုလည်းအမားတို့ကခန့်မှန်းရတာရော recruitment timeline ကိုတွက်ချရတာရောကို vacancy ရှိပြီးသားရဲ့ရှိထားခဲ့တဲ့ဒီ vacancy တွေပေါ့ ပေါ်မှာ recruitment timeline ဘယ်လောက်ထိယူသွားလဲဆိုတာစတဲ့ report တွေကိုပို့ပြီးတော့အမားတို့ဟိုပေါ့နော်အဲဒီဒီ data တွေကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ရရှိနိုင်မှာဖြစ်ပါတယ် တွေ recruitment ပြီးသွားရင် employee onboarding ပေါ့เนาะအဲ့တော့ onboarding ကဟိုပေါ့เนาะဝန်ထမ်းခန့်အပ်လိုက်ပြီဆိုရင်ဒါဝန်ထမ်းဒါပထမဆုံးအလုပ်စဆင်းပြီဆိုပါဆိုပေါ့เนาะအဲ့တော့အလုပ်စဆင်းပြီဆိုလို့ရှိရင် HR တွေအနေနဲ့ကအမားတို့တွေက orientation တွေလုပ်ကြရတယ်အဲ့တော့ orientation လုပ်တဲ့အခါမှာအကုမ္ပဏီနဲ့ဒီဝန်ထမ်းနဲ့ပေါ့เนาะတသားနဲ့ဖြစ်စေဖို့အတွက်ကိုအမားတို့တွေကကုမ္ပဏီရဲ့အကြောင်းအရာတွေကိုသိစေဖို့ကုမ္ပဏီမှာလက်ရှိရှိနေတဲ့ practice တွေကိုသိဖို့ပြီးတော့ကုမ္ပဏီရဲ့ဌာနပေါင်းဆောင်အားဘာတွေလုပ် တာလဲကုမ္ပဏီကဘာဝန်ဆောင်မှုတွေပေးရဘလို့ product တွေကိုဘလို့ပုံစံနေနဲ့ဘလို့ values တွေဘလို့ mission တွေနဲ့အလုံးလုံးနေကြပါတယ်ဆိုတာကိုဝန်ထမ်းကိုသူဝင်ဝင်လာချင်းကာလအပိုင်းခြားတစ်ခုမှာအမားတို့ကဒီဝန်ထမ်းနဲ့ဒီကုမ္ပဏီနဲ့ပေါ့နော်သူရဲ့ environment အစ်စ်နဲ့တပါးတည်းကြအောင်လို့အမားတို့တွေ wine ပန့်ပေါ်လာတာရှိပါတယ်အဲ့တော့ AI system တစ်ခုကိုကိုအမားတို့အသုံးပြုမယ်ဆိုရင်ဝန်ထမ်းကလွယ်လွယ်ကူကူနဲ့ access လုပ်နိုင်မဲ့ data တွေကိုအမားတို့ကဒီ system ထဲမှာ share ပေးထားတာမျိုးပေါ့เนาะဒါမှမဟုတ်လို့ရှင်လဲကြိုတင်ပြီးတော့အမတို့က video recording ယူထားပြီးတော့ဝန်ထမ်းတွေအများနဲ့မေးလေးမိထားရှိတဲ့ဝန်ထမ်းတယောက်တည်တင်တည်ထိုက်တဲ့ data တွေကိုအမတို့ကမြင်သာထင်သာတဲ့ application တစ်ခုနဲ့အဟိုမြင်သာထင်သာအောင်လို့သူတို့လွယ်လွယ်ကူကူဝင်ပြီးတော့ကြည့်လို့ရအောင်လို့အမတို့ access ပေးပြီးတော့ share ထားမလားပေါ့เนาะဒါလေးတွေဆိုလို့ရှင်အမတို့ဒါ system ကိုအသုံးပြုပြီးတော့ onboarding ကိုပို့ပြီးတော့ထိရောက်တဲ့ onboarding program ကိုအမတို့ရေးဆွဲလို့ရတာပေါ့เนาะပြီးတဲ့အခါမှာဒါ မဟုတ်လို့ရှိရင်လည်းအမတို့ chat bot ထားမလားပေါ့နော်အဲ့တော့ဝန်ထမ်းအတွက်သူသိကျင်တဲ့ information အချက်အလက်တွေကိုဒါလွယ်လွင်းတက်ကိုပေါ့နော် HR မှာလူအားမသုံးတော့ပဲね system အား system ကိုအသုံးပြုပြီးတော့ပို့ပြီးထိရောက်ပြီးတော့ညံဆန်လွယ်ကူတဲ့ process တွေကိုအမတို့စီစဉ်ထားလို့ရပါတယ် နေနဲ့ဆိုလို့ရှိရင်လည်း performance management ပေါ့เนาะအမားတို့တွေနှစ်ကုန်တဲ့အချိန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း company တစ်ခုမှာဝန်ထမ်းတွေရဲ့ performance ကို praise လုပ်တဲ့အချိန်တွေပေါ့เนาะဒီလိုအချိန်တွေမျိုးမှာဆိုလို့ရှိရင်အမားတို့တွေက စာရွက်စာတမ်း documentations တွေလည်းထိမ့်သိမ်းရတာအရန်များတယ်ပြီးတဲ့အခါမှာလည်းဒီ appraisal process ကြီးကို go through လုပ်ရတာတွေကအရန်ကို tedious ဖြစ်တယ်ပေါ့နော်ဟိုဒီအမှတ်တွေပေးတာတွက်ရတာချက်ရတာဒါမျိုးတွေပေါ့အဲ့တော့အမားတို့က AI ကိုအခြေခံထားတဲ့ performance management system မျိုးအမားတို့သုံးမယ်ဆိုလို့ရှိရင်အမားတို့ကဒီတစ်နှစ်ပတ်လုံးကာလတခြားမှာ employees တွေရဲ့ performance တွေကို track လုပ်ရတာပို့ပြီးတော့လွယ်ကူစေတယ်ပြီးတဲ့အခါမှာလည်းအမားတို့ကမှတ်ပေးတဲ့ system တွေဒီ feedback တွေပေးတဲ့ system တွေကိုလည်းပို့ပြီးတော့ interactive active ဖြစ်အောင်လို့လုပ်လို့ရတဲ့နည်းလမ်းတွေလည်းအများကြီးပါလာပါတယ်။အဲ့တော့ feedback ပေးတဲ့အချိန်အရေအတွက်တွေပေးထားတဲ့အချက်အလက်တွေ data တွေပေါ့နော်။အဲ့ဒီပုံမှာမူတည်ပြီးတော့လည်းအမားတို့ကအာဒီဝန်ထမ်းရဲ့ထပ်လူကြီးကနေသူ့ကိုလိုအပ်တဲ့အချက်တွေကို feedback ပေးတယ်။တစ်ချိန်တည်းမှာပဲဝန်ထမ်းဘက်ကလည်းအဲသူ့ကိုသူအမှတ်ပေးရတဲ့အခါမျိုးလေးတွေရှိမယ်။အဲ့တော့နှစ်ဦးနှစ်ဖက်ကြားထဲမှာ gap ကပါလေ။ပြီးတော့ဒီဝန်ထမ်းတယောက်ကသူ့ရဲ့လက်ရှိအတူမှာအတောင်ဝန်ထမ်းဆောင်မှုအတွက်သူ့ရဲ့စွမ်းရည်နဲ့အဟိုဘက်ကဒီယာတူးမှာလိုအပ်နေတဲ့အဲစွမ်းရည်တွေနဲ့ကဘလို့ ောင်းတိကွာခြားမှုရှိနေတယ်ဆိုတာကိုလည်း AI ကနေမှာတက်စင်ဒီ system တွေကနေမှာတက်စင်အမားတို့တွေကလွယ်လင်းတကူသိနိုင်တာဖြစ်တဲ့အတွက်ကြောင့် Excel ပေါင်းများစွာနဲ့အမားတို့တွက်ချက်နေရတာတွေကိုလည်းအများကြီးတတ်သားစေပါတယ်။ ဒီ data တွေကိုရပြီးတော့အမားတို့ HR plan ကိုအမားတို့လုပ်သွားမယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းရဲ့ပေါ့နော်ဒီ business ရဲ့အဖွဲ့အစည်းရဲ့သွားတဲ့ directions တွေ goals တွေကို HR ကဒီဟိုလုပ်ပေးလိုက်တဲ့ HR ရဲ့ဒီ task တွေပေါ့နော် HR ဘက်ကလုပ်ပေးလိုက်တဲ့အရာတွေကပို့ပြီးတော့အမားတို့ကထိရောက်မှုဒီခုနပြောတဲ့ဒီ business ရဲ့သွားမယ် direction ပေါ်မှာအများကြီးထိရောက်မှုပို့ပြီးတော့ရှိစေပါတယ် အာနောက်တစ်ချက်အနေနဲ့ဆိုရင်တော့ employee engagement ပေါ့နော်ဒါကတချို့ company တွေဆိုလို့ရှိရင်နှစ်စဉ် လာစဉ်ဒါမှမဟုတ် quarterly basis ပေါ့နော် survey အမျိုးမျိုးကောက်နေရှိကြတယ်အဲ့ဒီရလာတဲ့ survey ကို excel တွေနဲ့အမှတော့ analysis တွေပြန်လုပ်ရတာရှင်းရှင်းပဲ power bi power bi တုံးပြီးတော့လည်း analysis တွေအကုန်လုံးပြန်ပြီးတော့လုပ်ရတာတွေရှိရပေါ့နော်အကယ်၍အမှတော့မှာ powerful ဖြစ်တဲ့ AI နည်းပညာတစ်ခုအမှတော့အသုံးပြုကြမယ်ဆိုလို့ရှိရင်အမှတော့ရဲ့ဒီအရန်ကိုအဲပေါ့နော်လွယ်ကူရိုးရှင်းတဲ့ survey system တွေရှိလာပါတယ်အဲ့တော့အဲ့ဒီနေရာမှာတက်စင်ဝန်ထမ်းတွေရဲ့စိတ်သဘောထားပြီးတော့ဝန်ထမ်းတွေရဲ့တွေးခေါ် ေတဲ့အနေအထားဝန်ထမ်းတွေရဲ့ခံယူချက်တွေဘလို့အနေအထားမျိုးတွေဖြစ်နေလဲဆိုတာကိုအမားတို့ကအာဒီဒီ service system တွေကနေမှာတဆင့်ပေါ့နော်အများအားဖြင့် service ကိုအာကောက်ယူနိုင်မယ်ဆိုလို့ရှိရင်လည်းဒါပို့ပြီးတော့ဝန်ထမ်းနဲ့ company နဲ့ကြားထဲမှာခြေဆက်မှုကိုပို့ပြီးတော့ရှိသေးပါတယ်။အဲ့တော့ဒီ AI နေပညာတွေကနေမှာတဆင့်ပေါ့နော်အမားတို့ daily HR operations တွေကိုအများကြီးအများကြီး automate လုပ်သွားလို့ရပါတယ်။အဲ့တော့ဒီဒီလိုဒီလိုမျိုးလုပ်သွားမယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့စမီး ကြာလေရှိပါတယ်အဲ့တော့ step by step ပေါ့နော်ဖြည်းဖြည်းချင်းနဲ့ HR တွေအနေနဲ့ဒီ system တွေနဲ့အကျွမ်းတဝင်ရှိလာအောင်လို့ HR team ကိုအရင်ဆုံးအမှလို့ train လုပ်သွားဖို့တော့လိုအပ်ပါတယ် landing net development အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းအမတို့ LMS တွေပေါ့နော် landing management software တွေ system တွေဒီ LMS platform တွေကလည်းနောက်ပိုင်းမှာ AI ကိုအခြေခံပြီးတော့လုပ်လာကြပါတယ်။အဲ့တော့ AI နေပညာကိုအသုံးပြုပြီးတော့ပေါ်လာတဲ့ self evaluation ပေါ့နော်ကုကိုကိုသုံးသပ်တဲ့ platform တွေလည်းအများကြီးရှိလာပါတယ်။ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆို DISC ပေါ့နော် DISC ဆိုလို့ရှိရင်အမတို့ကဒါ personality test တစ်ခုအနေနဲ့ပြောလို့ရပါတယ်။အဲ့တော့ DISC လိုပဲနောက်ထပ် AI နေပညာကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ အဲ skills တွေကို assess လုပ်လို့ရတဲ့တခြား application တွေလည်းရှိလာပါတယ်။နောက်တစ်ခုဆိုလို့ရှင်လည်း SH ပေါ့နော်။သူဆိုလို့ရှင်လည်းကအလုပ်ခွင်ထဲမှာကိုယ့်ရဲ့ယာဒူးနဲ့ကိုယ့်ရဲ့လက်ရှိရှိနေတဲ့ skills နဲ့ကဘလောက်ကွာဟမှုရှိနေတယ်ဆိုတာ ကို AI နဲ့ပြညာအသုံးပြုပြီးတော့ကိုယ့်ကိုယ်ကို assess လုပ်ကြည့်လို့ရပါတယ်။အဲ့တော့ဒါတွေကအမတော်ကလူခေါ်တဲ့အခါမှာပဲဖြစ်ဖြစ်ဝန်ထမ်းတက်ရောက်ပြီးသူ့ရဲ့လက်ရှိတာဝန်ယူထားရတဲ့နေရာမှာသူ့ရဲ့ behavior တွေသူ့ရဲ့ competencies တွေကိုအမတော်တိုင်းတာတဲ့အခါမှာပို့ပြီးတော့အများကြီးအထောက်အကူ ပြုစေပါတယ် recruitment အတွက်ကိုလည်းအထောက်အပံ့ပြုစေတာဖြစ်တယ်လို့အမားတို့ scale cap analysis တွေလုပ်တဲ့အခါမှာလည်းဒီ tools တွေကအမားတို့တက်ကိုအများကြီးအထောက်အပံ့ပြုစေပါတယ်အဲ့တော့ AI ကိုအသုံးပြုပြီးတော့ tools တွေ applications တွေ online မှာအများကြီးရှိပါတယ် free သုံးလို့ရတဲ့ applications တွေလည်းအများကြီးရှိပါတယ်အဲ့တော့ရှာကြည့်ပါအရှာနဲ့ပတ်သက်ပြီးသုံးလို့ရတဲ့ free AI tools တွေ applications တွေအများကြီးရှိပါတယ်။အော်မပြောရမယ်ဆိုလူတိုင်းကတော့ ChatGPT ကိုသိပါတယ်။ ChatGPT ကိုအသုံးပြုပြီးတော့လည်းအော် HR နဲ့ပတ်သက်ပြီးတော့သုံးလို့ရတဲ့ AI tools တွေကိုမျှဝေဖို့အတွက်ကိုလည်း ChatGPT ကနေလည်းဒါရှာကြည့်လို့ရတာပေါ့နော်။အဲ့လို့ဆိုတော့အမားတို့ဒီ HR professional တွေအတွက်ကိုပဲအမားတို့သိတတ်ပေါ့နော်။ AI ကိုအသုံးချပြီးတော့ HR ရဲ့ need တူအောင် operations တွေကိုပို့ပြီးတော့မြန်ဆန်စေပြီးတော့အထောက်အကူပြုစေဖို့အတွက်ကိုအမားတို့က AI for HR professional ဆိုတဲ့ course ကိုလည်းအမားတို့ရေးဆွဲထားတာလေ။ ေးရှိပါတယ်အဲ့တော့ဒီသင်တန်းလေးကိုလည်းလာရောက်တက်တက်ကြည့်ကြဖို့လည်းမှာဖိတ်ခေါ်ခြင်းပါတယ်